ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ One Friday Fight 129ပြိုင်ပွဲရဲ့ခေါင်းပွဲစဉ်ပြီးသွားကြပြီပါတယ်ခင်ဗျာဒီပွဲစဉ်မှာကျွန်တော်ရဲ့ Map Fighter ထွမင်းအောင်နဲ့ Time Fighter တန်တုံတို့ပွဲထုတ်ခဲ့ရပါတယ်ခင်ဗျာတန်တုံကတော့အသက်33နှစ်အရွယ် Wing Fighter တယောက်ဖြစ်ပါတယ်ဒီပွဲစဉ်ဟာတန်တုံအတွက် One Championship ကစားသမားဘဝဖြတ်သန်းမှုတစ်ချောင်းပါ၄ပွဲမြောက်ပွဲစဉ်ဖြစ်တယ်တိုင်းမဲ့တကယ်ထိုးရတာတော့၃ပွဲမြောက်ပေါ့လေ သူ့မှာ၄ဝက်စီစဉ်ပေးခဲ့မယ်တပွဲအပွဲပြတ်တယ်။သူက၃ဝက်ပဲထိုးခဲ့ရတယ်။တန်တော်ဟာဒီပွဲမှာ အမှတ်ဆုံးပြတ်တဲ့နဲ့အနိုင်ရရှိသွားခဲ့တယ်ခမ ्या ထွန်းမင်းအောင်ကတော့သူ့ရဲ့ရတန်အတိုင်းပဲတပွဲချုံတပွဲနိုင်တပွဲချုံတပွဲနိုင်ဆိုတဲ့အတိုင်းရှေ့ရနိုင်ခဲ့တယ်အခုပွဲမှာပြန်ရှုံးသွားခဲ့တယ်ခမ ्या ပြောရမယ်ဆိုရင်ဒီပွဲမှာနီးပြူပါပိုင်းဆိုင်ရာအရာထွန်းမင်းအောင်လိုအပ်ချက်တွေအများကြီးရှိခဲ့ပါတယ်တန်တော်က time fighter တွေက daily jet fighter ဖြစ်ပါတယ်။ twin mean အောင်ရဲ့အကို twin mean လက်ကိုလည်း time fighter တုန်းကသူသည်အလဲထုံးနဲ့အနိုင်ရခဲ့ဘူးတဲ့။ဒီပွဲမှာလည်းပထမပွဲကြီးနဲ့ဒုတိယပွဲစီမှာတန်လုံးအသာစီးနဲ့ကစားသွားခဲ့တယ်ခမ twin mean အောင်ကလက်သည့်ချက်တွေကိုစက်တိုက်တာပြစ်လွတ်နေတာရှိတယ်။ကျွန်တော်ပြောမစဲ run through ပြသွတ်ထိုးတို့လိုဖြစ်နေတယ်မထီဘူးပြပထမပွဲကြီးနဲ့ဒုတိယပွဲကြီးမှာသူ့ရဲ့လက်သည့်ချက်တွေကထိတာထိတယ်အမှတ်ရလောက်အောင်ထိတယ်ထိချက်တွေမဟုတ်ဘူးပြီးတော့တန်တော်က defense ကာနိုင်ခဲ့တယ်။တန်တုံကတံပြန်လက်တိချက်တွေရှီကန်ချက်တွေပြစ်လို့ရင်ထုံးမအောင်ကမတားနိုင်ခဲ့ဘူး။အဲ့တော့တန်တုံဟာပထမပွဲချီနဲ့ဒုတိယပွဲချီမှာအမှတ်တွေရပွားခဲ့တယ်။တတိယပွဲချီမှာရောက်တော့ထုံးမအောင်ကအလဲထိုးမှနိုင်တော့မယ်ဆိုတာကိုသဘောပေါက်သွားတဲ့အတွက်သူကတိုက်စစ်ဖွင့်ပြီးတော့ထိုးလာတယ်။ထိုးလာတဲ့အချိန်မှာသူတခွက်ကောင်းရတယ်ခင်ဗျ။အဲ့ဒါကတော့တန်တုံရဲ့ခြေတော်ကိုသူအမိဖမ်းပြီးတော့လက်တိနဲ့လှုပ်ထိုးတဲ့အချိန်တန်တုံကကျိုးဝိုင်းတောက်မှာပုံဆင်းသွားတယ် ထုံးမအောင်ကလက်တိချက်တွေဆက်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 ပြုတ်လွတ်တယ်ခြေကန်ချက်တွေပြုတ်လွတ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တန်တော်လဲပြီလို့တော့ထင်တာဒါပေမဲ့တန်တော်ကအကောင်းဆုံးပွဲကိုထိန်းချုပ်ပြီးတော့ပြန်လာနိုင်ခဲ့တယ်ပြီးတော့ထုံးမအောင်ရဲ့တန်ပိုးကိုသူပြန်ပြီးတော့တားလိုက်နိုင်တယ်အဲ့မှာထုံးမအောင်တိုးမပေါက်ဖြစ်သွားခဲ့တယ်ပထမပွဲချိန်နဲ့ဒုတိယပွဲချိန်မှာထုံးမအောင်ကမျက်နာမှာထိသွားတဲ့အတွက်ကွဲတာရအောင်ရှိသွားတယ်ခင်ဗျာအဲ့တော့သူ့အနေနဲ့ကျိုးဝိုင်းရဲ့ ဒီကျမ်းမာရေးတာဝန်ခံတဲ့စီမှာစစ်ဆေးမှုခံပြီးမှပဲပွဲကိုဆက်ထိုးရတာရှိခဲ့တယ်ပေါ့ပွဲပြီးမှတော့တယောက်ကိုတယောက်အလဲမထိုးနိုင်ခဲ့ဘူးဒီတော့အမှတ်ပေးတိုင်လူကြီးရဲ့စခုံးပြက်ကိုခံရတယ်အမှတ်ပေးတိုင်လူကြီးကတန်တုံကိုအနိုင်ပေးလိုက်ပါတယ်ဒီပွဲကတန်တုံအတွက်ဝမ်ကစားသမားပွဲဖြစ်သောမှာဒုတိယနောက်နိုင်ပွဲဖြစ်သွားခဲ့တယ်ပေါ့လေဟုတ်ကဲ့ထမင်းအောင်ကတော့အခုပွဲမှာအရှုံးရလနဲ့ကြုံဆိုရင်ဆိုင်လာတဲ့အတွက်ရှေ့လာမယ့်ပွဲတွေမှာချက်လက်ကောင်ပြန်ရောက်အောင်ကြိုးစားရမှာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကို 土卫七都挺奇怪的，怎么样？